င်္ဂလာပါခင်ဗျာ Edimate Sport ရဲ့ဘောလုံးပွဲခမ်းနားတုံ့တက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာလည်းကျွန်တော်ဆရာမောင်ဆန်နဲ့တကွဆရာကျော်မြူဝံဆရာရဲကြီးတို့နဲ့အတူဘောလုံးပွဲတွေကိုကောင်းလို့ရတယ်ရွေးချယ်ပြီးတော့တုံ့တက်တင်ပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါဆရာတို့ဟုတ်မင်္ဂလာပါခင်ဗျာအော်ဘောလုံးပွဲတွေအကြောင်းမပြောခင်မှာတော့ကျွန်တော်တို့လည်းဟိုပေါ့ကျွန်တော်တို့ဒီ Body Edimate Sport အကဒီမှာဒီငလင်းဘေးဒဏ်တင့်ပြည်သူတွေစိတ်ကြမ်းမှရင်ကိုကြီးကြမ်းမှရင်ကြမ်းမှခြင်းနဲ့အကောင်းဆုံးပြန်တဲ့လို့ထလာပါသေးလို့ကျွန်တော်တို့အရင်ဆုံး ဥစွာစုမကောင်းတောင်းပေးလိုက်ပါတယ်ပြီးခဲ့တဲ့တပတ်တုန်းကလည်းကျွန်တော်တို့ဒီရိုက်ကူးရေးအစီအစဉ်လုပ်ပြီးကမှနော်လုပ်ပြီးကမှမထင်မှာပဲကျွန်တော်တို့ငလင်းတော်ချစ်သွားလေးပြောပါတယ်ငလင်းရလေနိုင်ငံကမှဆိုတော့နိုင်ငံကမှဆိုတော့သူမတိလိုက်တဲ့အချိန်မှာအဲ့တော့အဲ့တော့ကျွန်တော်တင်လိုက်နေတယ်ပေါ့နော်တကယ်တော့ကျွန်တော်တို့ရိုက်ကူးရေးလုပ်နေစဉ်အချိန်မှာငလင်းမလှုပ်သေးပါဘူးနော်အဲ့တော့ပြီးတော့မှလာလှုပ်သွားလို့ဖြစ်သွားတယ်အဲ့တော့ဘာပဲပြောပြောညီမကြီးပြန်လည်လှုပ်ထားပါသေးလို့အကောင်းဆုံးအမြန်ဆုံးပြန်လည်လှုပ်ထားပါသေးလို့စုမကောင်းတောင်းလိုက်ပါတယ်ဟုတ်ကဲ့ဆရာတို့ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်တွေ တော်တော်ကောင်းကောင်းဆယ်ပွဲလို့ဆယ်ပွဲလို့ပါမှာနော်ပွဲကောင်းတွေရှိတယ်စနေ၅ပွဲတနင်္ဂနွေ၄ပွဲတနင်္လာ၃ပွဲဆိုပြီးရှိတယ်အဲ့မှာကျွန်တော်တို့ရဲ့စနေနေ့ရဲ့အစောဆုံးမနေ့ညနေ6နာရီကံမဲ့ဒီ Everton နဲ့ Arsenal ပွဲလေးအကြောင်းကိုကျွန်တော်တို့အရင်ဆုံးရွေးချယ်ပေးလိုက်မယ်နော်အဲ့တော့ Everton Arsenal ကတော့ Everton တော့ဒီဈာရက်မှာ Liverpool ကိုရှုံးသွားတယ်ရှုံးပွဲရှုံးသွားတဲ့ပွဲကသူ့အတွက်ကဒီ၉ပွဲ ဟိုသူကဘုဘဆက်ဘောရှုံးမွေးမရှိတဲ့ဆန်ကျင်ကရက်သွားတယ်ပေါ့နော်တစ်ဖက်မှာအာဆင်နယ်ကလည်းဒဏ်ရာပြဿနာလေးတွေပြန်ကောင်းလာပြီးတော့ဂျားရက်မှာအနိုင်ရသွားတာကိုတွေ့ရတယ်အဲ့တော့အဗာဒန်နဲ့တခုတော့ရှိတယ်အဗာဒန်အိအာဆင်နယ်နဲ့တွေ့တဲ့အိမ်ခွင်းသူ့အိမ်ခွင်းပွဲတင်နေမှာဒီဟိုမှတ်တမ်းကောင်းတွေရခါတာတွေ့ရနောက်ဆုံး၄ချိန်မှာ၃ချိန်လောက်ကိုအနိုင်ရခါတယ်မလို့တွေ့ရတဲ့အတွက်ကြောင့်မလို့အဲ့ဒီဆန်ကျင်ဟိုကိုအဗာဒန်ဆက်ထိန်သွားနိုင်မလားအာဆင်နယ်ကပဲအဲ့ဆန်ကျင်ကိုချိုးဖြတ်ပြီးတော့အနိုင်ဆက်ယူအနိုင်ပြန်ယူဖို့မလားဆိုတာကိုဆရာတို့အနေနဲ့ခံမှန်းသုံးသပ်ပေးပါဦးအဲ့တော့ဆရာကျော်မြို့ရဲ့အမြင်လေးသိချင်ပါတယ်ခင်ဗျဟုတ် ဟုတ်ကျွန်တော်တို့ဒါဂျားရပွဲကအနီးကပ်ဆုံးခြေဆွမ်းပဲပေါ့ဗျာဟုတ်ပါဘူးအနီးကပ်ဆုံးခြေဆွမ်းခြေဆွမ်းကိုကျွန်တော်တို့ရေလုံးကြည့်အောင်အဲ့တော့အာဆနယ်ကဒီကျွန်တော်တို့ဟိုဂျားရမှာသူဖူဟန်နဲ့ကန်ဖူဟန်နဲ့ကန်မှာတရဆောပြီးကန်တယ်ပေါ့ဗျာဟိုလီဗာဟိုအာအဗာတန်ကတော့လီဗာပူးနဲ့တော့မကန်အဲ့တော့အာဆနယ်ကဟိုဖူဟန်နဲ့ကန်တဲ့ပွဲမှာဒုတိယပိုင်းမှာဆက်ခေါ ထည့်လိုက်တဲ့အခါမှာ ovation ပေါ့နော်ပရိသတ်တွေကလည်းအကုန်လုံး over ပေးကြပြီးတော့ဟိုဝိုင်းကြိုဆိုကြအဲ့တိတ်မကြောက်ဘူး9မိနစ်လောက်ပဲကြာတယ်စကားကဒီဘက်မာတီနယ်လီကတင်ပေးလိုက်တဲ့ဟောခေါင်းတိုက်ပြီးတော့သူ goal twin ဟောဝိုးသွင်းသွားရဆိုတော့စကားပြန်ပါလာပြီဆိုရင်အာဆင်နယ်တိုက်ဆက်ကအရန်ကိုမြန်ဆိုင်လာတဲ့သဘောရှိဟုတ်တယ်ဒါကလည်းသူတို့ real madrid ကိုချင်းဆိုင်ရမယ်ဂျာရဲ့ champion league ပွဲအတွက်လည်းသူတို့အတွက်ခွန်အားဖြစ်စေဟုတ်စေခွန်အားဖြစ်စေပြီးတော့အဲ့ ဒါကကောင်းတဲ့ဘက်ကပေါ့နော်အဲသူတို့ဒီမာတီနယ်ရီကလည်းတိုးတော့တော်တော်ကောင်းတော့တွေ့ရတယ်ဒီဖူအန်ကတော့ဟိုစစ်တင်တီးပေါ့နော်ခန်းစစ်အထိုင်ခန်းစစ်ကိုအထဲကိုရှိုးကစားတယ်ထိုင်ကစားတယ်စစ်တင်တီးနဲ့ကစားတော့ပေါ့အာဆန်နယ်က၉ရောင်မရရောင်မာတီနယ်လို့ဆိုတိုးအားနေတယ်သူတို့ကစားသွားတယ်ကစားသွားတဲ့အခါကျတော့အဲဒါကအာဆန်နယ်ဘက်ကတိုက်စစ်ပိုင်းကကောင်းလာရောနော်ကျွန်တော်ဒီဂျီဆပ်စ်နဲ့အဲဟိုဟာဗတ်စ်တို့ဒါရရနေသေးပြီမြေ ဘာပဲဆက်ဆံပြန်ပါလာတာအာဆင်နယ်တိုက်ဆက်တွေ့တော်တော်လေးကိုကောင်းတယ်ဆက်ဆံပြန်ပါတဲ့ပွဲတွေမှာဆိုရင်အာဆင်နယ်ရဲ့ဂိုးသွင်းနှုန်းကိုကြည့်မယ်ဆိုရင်အာဆင်နယ်က2.1အဲ့လိုတပွဲကိုပြန်ပြ2.1တော့ဂိုးသွင်းအားကောင်းပြီးတော့ဆက်ဆံမပါတဲ့ပွဲဆိုရင်ဟို1.5လောက်ပဲဂိုးသွင်းအားကျတော့အခုဆက်ဆံပြန်ပါလာပြီဆိုဂိုးသွင်းအားကောင်းလာသူ့ရဲ့တိုက်ဆက်ကဖန်တီးမှုတွေဒီဘက်ကမာတီနယ်လီကလည်း အဲ့တော့အဲ့ဒီဖူဟန်နဲ့ပွဲမှာဗျာကျွန်တော်ကြိုက်တယ်မာတီနယ်လီကစားတာလေသူတိုးသွားဒါသူစကောက်ကိုသွင်းသွားရယ်ဆိုရယ်ဒါမာတီနယ်လီရဲ့ပံပိုးပေးမှုနဲ့ပါတယ်ပေါ့နော်အဲ့လိုမျိုးဒီဘက်ကအန်ဝါနရီကလည်းကောင်းနေအန်ဝါနရီကလည်းကောင်းနေအဲ့လိုမျိုးအခြေအနေမှာအာဆင်နယ်ရဲ့တိုက်စစ်ကတော့ဟိုဟိုအာတက်စရာပေါ့နော်ဒါပေမဲ့အာဆင်နယ်အတွက်ဟိုဘယ်လိုပြောအောင်လဲဘတ်နျူးစ်ကတော့သတင်းဆိုတော့ဟိုဒီအဓိကနောက်ခံလူဂါဗရီယယ်မာကင်နက်စ်အဲ့ဒါရောက်အဲ့ပွဲမှာ အဲ့ရောက်တော့သူစစ်စစ်ချက်အရောက်ဆိုရင်သူဒီယာတီကုံကြီးသူလာတော့ဆိုတော့ဒါကတော့အာဆင်နယ်နောက်တန်းအတွက်အားနေကြပါနော်ဒါကတော့အာဆင်နယ်အပိုင်းပေါ့အာဆင်နယ်ကတော့သူကတော့ဟိုရီယယ်မက်ဒရစ်နဲ့ပွဲကိုသူအားဆိုင်ကစားရဖို့ရှိတယ်ပြီဆိုပေမဲ့သူလီဗာပူးကိုလည်းဖိအားပေးဖို့လည်းသူစူးစမ်းရမှာပဲပေါ့နော်ဒီဘက်ကအေဗာတန်ကိုကြည့်မယ်ဆိုရင်လီဗာပူးနဲ့ဒီမှာဆစ်ဆိုင်ဒါဘီမှာလီဗာပူးကဖိတယ်တောက်လျှောက်ဖိတယ်သူကလုံးဝသူကခုနကဖူဟန်လိုပဲသူကစတန်တီပဲ လုံးဝခံစစ်အထိုင်ခံစစ်ကဘာ deep ကစားတာပေါ့နော် deep ကစားရဲဆိုတဲ့သဘောကလုံးဝမတက်တော့ဘူးခံစစ်အဖြတ်တွေနဲ့ကစားအတာကော့စကီးဆိုရင်ဒါဒါထုတ်ပယ်ခံရမယ့်အခြေအနေတော့ရောက်တယ်အဖြတ်တွေဘယ်လောက်ကျန်းလဲဆိုတော့ခံကောင်းလို့သူအဝါကတော့ပဲဖြစ်သွားတာအဗီယာပြန်ကြည့်ပြီးတော့အနေကမပေးဘူးဆိုပြီးတော့အနေသားတစ်ခုတော့ရောက်တော့ဘယ်လောက်အဖြတ်ကျန်းလဲဖြတ်ဖြတ်ကျန်းကြလဲဆိုတော့အာသူကဒီ ဒီ David Moyes ကခုနပြောသလိုဆရာဆန်ပြောသွားသလိုကိုယ်မဆက်တိုင်းရှုံးခွဲမရှိရာကနေပေါ့ဒီမာဆေးဆိုင်တာပြီးမှသူရှုံးသွား David Moyes ကိုကျွန်တော်ကြည့်တော့ကသူ Everton ကိုကင်ကင်တော့လေအဲ့လိုမျိုး Liverpool အိမ်ဝင်ဆိုရင်သူရုံးကန်ရသလိုသူ Arsenal ကိုရင်ဆိုင်ရပြီဆိုရင်လည်းသူရုံးကန်ရလိမ့်ရှိသူ Arsenal ကိုပြသူ့ရဲ့ Everton ဒီပြဘောမှာတော့အာသူတော်တော်လေးကိုရုံးကန်ရတယ်အခုဆိုရင်လည်းဟိုသူ့ရဲ့မှတ်တမ်းကိုပြန်ကြည့်မယ်ဆိုရင်လည်းသူ့ မှတ်တမ်းပါအာဆင်နယ်ကိုပြောအချိန်20 30လောက်မသိသူချင်းဆိုင်ဘူးတွေ၄ချိန်လောက်ပဲနိုင်ဒါဆိုသူအာဆင်နယ်နဲ့တွေ့ရင်သူရုံးကန်ရုံးကန်ရတယ်သူအဲ့လိုမျိုးသဘောတော့ရှိဆိုတော့အခုမှသူတို့ဟိုဟိုဘန်တိုကတော့အဲ့ဒီပွဲမှာဗျာအပိုင်တလုံးရတယ်လီဗာပူးနဲ့ပွဲမှာလီဗာပူးနဲ့ပွဲမှာဇလိုက်ဖတ်တော့မပြတ်တော့ခင်သူဘောလုံးရောက်ပြီးသူ finishing အပိုင်းလေးညံ့သွားတယ်အတွက်ကြောင့်မလို့ဘတ်တိုဂိုးမျိုးဘတ်တိုကအဲ့ အိမ်ဝင်းကြရင်လို့ပြောသူကဂိုးတဲ့ဂိုးတင်အားလေးမစိုးဟုတ်ဆရာဘတ်တော့အိမ်ဝင်းနေမှာသူဂိုးလေးတွေသွင်းအောင်တွေ့ရဒါတိုက်စမှုဘတ်တော့အဒီဘက်ကအန်ဒီယာရီလို့ပြောလို့နဲ့အဲသူကောင်တာပဲကျွန်တော်တို့ကစားမယ်ထင်တယ်အာဆင်နယ်ကတော့ဖြစ်ပဲအပေးယူကောင်းကောင်းလေးနေတယ်ဗျာဟိုရှော့ပတ်စ်လေးနေဟုတ်ဆရာအာဆင်နယ်ကဖြစ်အဲအဗာနာတော့စတန်ဒစ်ကစားမယ်အဲ့ကမှအဲ့ဒီမှာအဲ့လိုမျိုးပုံစံမျိုးနဲ့ပဲကျွန်တော်တို့ကဒီပွဲပုံမှာစဉ်းစားအဗာနာပြေးပါလုံးဝတော့ဖွင့်လို့မရအောင်အာဆင်နယ် စာခံလည်းပြန်ပါလာပြီဆိုတော့လေဒါပေမဲ့ကော်ပိုရိတ်မပါလာတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာစားထုတ်ဖို့ကလေအဲရှိရလူငယ်လေးတွေရှိတယ်သူသူ့မှာအာဆင်နယ်မှာလေအဲ့တော့ဒီဘွဲကအာဆင်နယ်ကဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ဖြိမယ်အေဗာနာကစတင်တိကစားမယ်အဲ့ဒီပုံမှာပဲကျွန်တော်တို့စဉ်းစားရမယ်ထင်အဲ့တော့အေဗာဒန်ကဒီလိုပေါ့လေအေဗာဒန်ကဒီစစ်တင်တီဖြစ်တဲ့ဒီဒီအဖြတ်ပဲနေရာကိုပဲခံစစ်ဖို့ပဲအသားပြုပြီးတော့ तू ကအာဆင်နယ်ရဲ့ဒီဒရက်ဆက်ထိုးဖောက်ဖို့တိုက်စစ်ဆင်မှု तू မိနစ်90ပြီးတော့ကြန့်ခိုင်နိုင်အောင်တော့တန်အောင်တော့သူကြန့်ကြန့်တော့ခံပဲသဘောရှိတယ်အဲ့လိုအနေပြီးတော့အာဆင်နယ်ကတော့ဂိုးစားရဝင်တော့အေဗာနာတော့ခတ်တယ်အဲ့ဒါတော့မပြူချာဘူးအေဗာနာတော့ခတ်တယ်သူကပွင့်ကလားမလားငါတော့နီးပြတော့ကွင်းထဲမှာသူညို့ကြားတော့အဲမင်းတို့သူတို့ဒီကွင်းကွင်းထဲမှာတိုင်ပြီးပွဲပွဲ program ရပါတော့နော်ဟိုဘယ်လိုပြောရမလဲဆို strategy ရသူချတော့ချမှတ်ထားပြီးတော့ငါတို့ဂိုးပေးလိုက်ရင်ဘယ်လိုကစားအောင်လဲဒါပေါ့ဒါပေါ့အပြင်လူသားလဲပြီးတော့ဘယ်ဘယ်လိုတက်စစ်ဖွင့်အဲဒါမှမဟုတ်ဘယ်နဲ့ဂိုးပေးလိုက်ရလဲရောငါတို့ပြန်ပြီးတော့ ထောင်းမြောင်းကစားပဲအဲဒါမျိုးကြီးရှိပါဘောเนาะဒီဒါကတော့ဒီပြတ်တယောက်ရဲ့ပလန်ဘောဒါကတော့ကျွန်တော်တို့ကြုံမသိနိုင်အာဆင်နယ်ဂိုးစာရဖို့ပဲအရေးကြီးတဲ့တဘောเนาะဆရာရဲ့နေရာဟုတ်တော်မျိုးကပြောတာပြည်လုံးကြီးပါလေဒါပေမဲ့ Everton ရဲ့လက်ရှိအနေအထားနဲ့ပြင်ပြီးမဲ့ဆိုရင် Everton ကနောက်ဆုံးပွဲမှာလည်းဘူးတော့ပါလေဒါပေမဲ့ Everton ရဲ့ခံပေးကအဲ့လောက်ကြီးတော့မဟုတ်ဘူးလို့ထင်တာဘာလို့လဲဆိုတော့လက်ရှိနောက်ဆုံး5ပွဲဆက်ပြီးပြင်ပြီးရအောင်ဟုတ် လက်စစ်နည်းနည်းလေးတော့ဟိုယာရင်တဲ့သဘောတော့ရှိတာပေါ့တပတ်ကအရန်ထိုးစစ်စင်တာမိုးရက်လက်ထက်မှာတော့ကောင်းလာတယ်အဲလက်ရှိမှာမိုးရက်လက်ထက်မှာဆိုရင်အေဗာဒန်က၁၂ဘွဲမှာပြင်၃ဘွဲရှုံတယ်မီးဘွဲအဲမီးဘွဲနိုင်မှာမသိဘူးနော်ဟုတ်ကဲ့အစိုးရတို့ပြောလို့ရတဲ့အနေအားဆိုရင်လက်ရှိမှာ၃ခုနှစ်ဘွဲတောက်ပြီးရခံစားဘူးပြီးနေတာအဲ့ဒါနဲ့တစ်ချက်သွားတိုက်တာကအဲ့ဒါနဲ့ကနောက်ဆုံးပြင်းရတဲ့ဝင်းဝင်း၁၀ဘွဲမှာဆိုရင်ဆုံးမရှိရဘူးဟောအဲ့ဒါကတော့ကောင်းတဲ့ချက်ပါကိုဝဲတော့ပြောရတာဆိုတော့လက်ရှိ Everton အနေနဲ့ဆိုရင်တော့အတင်းနဲ့ကိုလို့တောင်းခံတယ်ကောင်ပြောတောင်းခံတယ်ကို ညာလည်းတော့တော်တော်လေးရှိတာကိုရဲကြီးကဒီနေရာမှာကျွန်တော်ဖြတ်ပေးကြည့်တာပေါ့နော်တကယ်လို့အာကြီးကဟို VM အတွက်နဲ့ဘွဲကိုအာယုံဆိုင်ပြီးဒီဘွဲမှာလာရှော့ကန်နိုင်ချေရှိလက်ရှိဒီနေရာလေးဥနာပေးပြရဆိုရင်အပင်နဲ့လေဘဘူးဖျားပေးအောင်လို့ဖြစ်တယ်ဟုတ်တယ်နော်အဲ့လိုမျိုးရှိတော့အာဆင်နယ်ဘက်ကလည်းနည်းနည်းပူအားသွားတယ်အာဆင်နယ်တကောရသွားဖို့ပဲအရေးကြီးတယ်ဆိုတဲ့အနေအထားမျိုးအဲ့တော့အာချဈေးကွက်ကိုကျွန်တော်ကြည့်တော့လေအခုကအာဆင်နယ်က1.80ဖြစ်သွားပြီ ဟိုဒါကျွန်တော်တို့ဒီမှာလက်ရှိပြောနေတဲ့အချိန်ပေါ့နော်1ပေါင်း90ရာနေမှုက1ပေါင်း80ဖြစ်သွားတယ်9ပေါင်းကတော့နှစ်အနှုတ်ကိုဟိုဟာ30ပေါ့နော်နှစ်နှစ်နှုတ်30လောက်ဖြစ်သွားတဲ့အချိန်မှာအဲ့ဒီအာရှဈေးကွက်အနေထားအရကြည့်မယ်ဆိုရင်နော်ကြာကြုံမျိုးအနေနဲ့အာဆင်နယ်ကတော့ကြေးရတော့နည်းနည်းတော့ပြော့သွားတယ်ပေါ့နော်เนาะအဲအာဒီအာရှဈေးကွက်ကိုကြည့်မယ်ဆိုရင်တော့ဒါကအကိုပြဟိုဘယ်လိုပြောမလဲဆိုဘော်ဒီက1 plus 1 plus ကိုပေါင်းက2နှုတ်ရဲ့90အောက်ဆိုရင်အဲ့တော့သူက9အောက်ဘက်ကိုအသွားနေပြီးတော့ဟိုပြိုင်ဘက်အသင်9ရောက်ကိုခတ်ကိုခတ်မယ်ဆို ကဲဥကဒီပတ်ဒီလိုပွဲမျိုးပါဗျာအောက်သင်းကကိုယ်ကနဲ့နိုင်မှုမလို့လေဒါကြီး2ဝနဲ့နိုင်မယ်ဆိုဒါ upset ဟိုရလာတယ်ဗျာအဲ့တက်မှာဟိုဟိုကိုယ်ပေါ်မယ်ဆိုအာဆင်နယ်ကပဲပွင့်ပေါ့3-0တို့2-1တို့ကအာဆင်နယ်ပဲဖြစ်သွားနိုင်တယ်ဆိုတော့ချေးမျိုးသူဖွင့်လေတော့ဟုတ်ကဲ့ဟုတ်ကဲ့အာဘော်ဒီဘိုင်းကိုကြည့်မယ်ဆိုရင်ခုနအာဆင်နယ်ကဒီ Everton A win နေမှာပြီးခဲ့တဲ့ရာသီကနိုင်လာပေမဲ့ Everton A win မှာရုံးကန်ရလေးရှိတယ်သူကလည်းနောက်ဆုံး၄ချိန်လောက်မှာ၃ချိန်လောက်က Everton အဝင်မှာရုန်းကန်ခဲ့ရတယ်။အဲပြီးခဲ့တဲ့ရာသီ Arsenal ကနိုင်တော့တယ်ဆိုတော့တော့တော်တော်လေးကိုဟိုစ조사လိုက်ရတယ်။ဟုတ်။ဟိုလွယ်လွယ်လွယ်ကူနဲ့အဲ့လိုမျိုးနိုင်တော့မျိုးမဟုတ်ဘူး။အော်ဟိုကလည်းပိတ်ဒါကလည်းအတုံပြီးအဲ့တော့ရှောင်းတိုင်းလက်တော့ပေါ့ဗျာ။ပိတ်ပြီလေအာကစားရေးနဲ့မှခိုးရောက်ပါ့။ဒီပွဲကလည်းသူကတော်တော်အားရှော့သေးခွက်အနေထားရဘူဂီကတကူဘက်ကိုအားတာတဲ့အပုံစံမျိုးဖြန့်လက်ထားတယ်။ဒါပေမဲ့လည်း ုနပြောလို့ Everton ကလည်းပေးဂိုးတွေရှိမယ်ဟိုဂိုးပေးလဲဖွင့်တိုက်မယ်ဆိုရင်ဂိုးပေါင်းอ่ะဗျာဟိုတိတ်ကစားရာကြီးอ่ะနည်းနည်းကြောက်เสียရာကြီးဗျာစွန်စားရာကြာเนาะဂိုးပေါင်းအဲ့တော့ဂိုးဘော်လီကအာဆင်နယ်တော့တလုံးတော့သွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးဟိုရှိပါเนาะဆရာရဲ့အနေနဲ့ကတော့အာရှဈေးကွက်နေထားကြဘယ်ကဘယ်လိုမျိုး အဲ့ဒါတော့တော်တော်ကြီးပါပဲ။အာဂျင်နယ်ပဲဘိုးရောက်မှုရပဲလို့များရဲ့ဖွင့်လို့မလို့ပဲ။ထင်တယ်။ဟုတ်ကဲ့။ဟိုအေဗာတန်ကတော့ဘိုးရောက်နိုင်သူငဲတဲ့။အဲလက်ရှိမှာတော့အေဗာတန်အချက်ကောင်းနေကောင်းနေ။နောက်တစ်ချက်ကပါလဲဆိုတော့နောက်ထပ်ဘိုးမသိနိုင်တဲ့ပွဲမှာနည်းနည်းအေဗာတန်ရုံးကြံတယ်။အဲ့ဒါရှိနောက်ဆုံး၄ပွဲမှာသင်တယ်သူလီဗာပူးလည်းပဲသုံးနိုင်ဖြစ်မယ်။တနေ့ပွဲတွေနဲ့ပြင်ပြီးနေတယ်။အဲ့၄ပွဲလုံးနဲ့တူနေနေရတယ်။ဟုတ်ကဲ့။ဟုတ်။အဲကျွန်တော်အေဗာတန်ကတော့တိတ်ပြီးတော့ရေးချင်လို့မလုပ်ချင်ဘူး။အာဆင်နယ်ပဲကြည့်ရအောင်။ဟိုအဲ့ဒါဆိုရင်ကျွန်တော်တို့ပါကြောက်ရတယ်ဒါအာဆင်နယ်ပွဲမှာဇီးဇီး အဲ့ပါနဲ့တည်ကြလဲဒီဒီအဲ့လိုပိတ်ကြတော့ဟုတ်မယ်အဲ့လိုပဲအဲ့တော့ဒူးကြောမှာလဲ तू ကအူအာမှာဝင်းခွင်းအောင်အမရိကဝင်းမှာတော့ तू ဒီစီစီကန်လာဆိုတော့ဒီဒူးကြောတော့ခုနပထမပိုင်းမှာဆရာကျော်မျိုးကတုံးတက်လို့ပဲဒီ defensive ကိုဒီ sit deep ပေါ့နော် sitting deep ပေါ့အဲ့လိုမျိုးလုပ်ပြီးတော့ကစားလာနိုင်မယ်ဒါပေမဲ့သူခန့်စစ်ကပေါ်ကောင်ရဲ့အာဆင်နယ်ရဲ့ဒရက်ဇက်ဒီ short pass တွေနဲ့မထင်မထင်တလို့အဲ့စာသာလဲပြန်ပါလာနေတဲ့ဟာကိုဟိုကျွန်တော်လဲအခုလိုတုံးတက်နေခြင်းတွေမှာလဲကျွန်တော်လဲတွေးလာခဲ့တာအဲ့လာကိုဟိုအရင် မိနစ်90လုံးကြီးတောက်ခံနိုင်မှုအတွက်ကတော့မလွယ်လောက်ဘူးတော့ထင်တယ်။တချက်မှလည်းအာဆင်နယ်ကလည်းဒီပါဘူးကိုဖိအားပေးနိုင်မယ်ဖိအားပေးရမယ်အချက်တွေရယ်ဆိုတော့အမှတ်လိုအပ်တယ်။ဟိုရီးယားနဲ့ရှိတဲ့သူတော်ညာလည်းအမှတ်လိုအပ်တဲ့အတွက်ကြောင့်အဲ့တော့ဒီနေ့ပွဲစဉ်အတွက်ကတော့ကျွန်တော်တို့ကခုနဂိုးအောက်ဟိုစွန်စားတာတက်ဆိုင်ဘော်ဒီကိုကျွန်တော်တို့အာဆင်နယ်1-0လောက်တော့ဟိုအများဆုံးကျွန်တော်တို့ခံမဲ့လေဒီလေဝမ်းစီတူစီဖြစ်သွားမယ်လို့ယူဆတဲ့အတွက်ကြောင့်ဒီစနေည6:00နာရီမှာကစားမယ်အေဗာဒန်အာဆင်နယ်ပွဲကိုတော့ကျွန်တော်တို့ဘော်ဒီနေနဲ့အာဆင်နယ်ကိုရွေးချယ်ပေးလိုက်ပါတယ်